ရှိမဲ့နေတွေကိုရှင်လို့ပြလို့ခြင်းမင်းလေးနာတွေကိုအဲ့တော့ तू ကကျွန်တော်တက်ဆိုင်စင်နီယာလဲကြတယ်လို့ပရိသတ်အားမိနေပို့များတယ်အထူးသဖြင့်သူစီမှာမင်းကလေးပရိသတ်ရံများတာကိုဆိုတော့ကျွန်တော်တက်ဆိုင် तू ကအရန်ကောင်းမလေးချင်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 းမြစ်တာကိုရရှိရတာအားတော့ကြတယ်ဘဝမှာတစ်ခုခုကိုဆုံးဖြတ်ခက်ခဲနေပြီဆိုတော့အလုံးလိုက်တော့အဓိကဆိုင်းနဲ့မသိပေါ့နော်မသိကြအောင် ကျွန်တော်ဦးမိဝါနဲ့ဆုံးမရတာဦးမိဝါနဲ့ရိုက်ခွင့်ရတာဆိုတော့အဲစိုင်းကားပြွားရတဲ့အချိန်မှာလည်းနောက်ကားကြီးကိုကျွန်တော်ဦးမိဝါနဲ့ဆက်ရိုက်ရတယ်ဆိုတော့ဒါကျွန်တော်ရိုက်ချင်နေတဲ့ driver တယောက်နဲ့ရိုက်ခွင့်ရတဲ့အတွက်လည်းကျွန်တော်ကပြောတယ်ဒီအသက်အရွယ်ကြောင့်ပါပိုသွားကြောင်လို့ဝါရိုက်ခံတယ်ကွာကြားလို့မှမကောင်းကျွန်တော်စိုင်းစီကဘာယူလဲဆိုတော့အဓိကကတော့သူပေါင်းသစ်ဆက်ဆံရေးမှာသူဘလို့လဲအလုံးလုံးတဲ့အခါမှာသူဘလို့လောက်တာလဲအဲ့ဒီဟာတွေကျွန်တော်အဓိကလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်ရှိတယ် ဟုတ်တယ်ဟုတ်တယ်ဟိုအဲ့ဒါလေမျောလင့်တာပေါ့အခုနိုင်လွင်ကိုချစ်ကြသလိုနိုင်လွင်ကိုတတိထားမိကြသလိုဒီဒီခုနလပိုင်းမှာယုံတင်မဲ့ပြစ်စလန်မိုးပေါ့နော်ပြစ်စလန်မိုးတွေကဇော်ဝင်းကိုလည်းနိုင်လွင်လိုမျိုးချစ်စေခြင်းနဲ့အပြင်အဲ့ပြစ်စလန်မိုးပြီးတာနဲ့တင်မဲ့လူပြထောင်းကားမှာလူပြထောင်းရုပ်ရှင်ကားကြီးမှာဆိုလို့ရှိရင်လေနိုင်လွင်ကိုချစ်သလိုဇော်ဝင်းကိုချစ်သလိုတေစာဆိုတဲ့တယောက်ကိုလည်းချစ်စေခြင်းနဲ့တတိယပြပြောကျွန်တော်တချင်းပရမတ်ဆုံးကျွန်တော်တချင်းရေးရတာကိုတချင်းရေးပြီးတော့တေးရင်းနေတယ်ကျွန်တော်၄-၅နှစ်လောက်နေပြီးတော့မှ ကျင်းဆိုတာဆိုပြီးတော့2015လောက်မှာရုပ်ရှင်ရိုက်တာဆိုတော့အားလုံးတွက်လိုက်အခုဆိုအနည်း20လောက်ဖြစ်သွားပြီရှင်လို့ပြရဝင်ရှိမဲ့နေတွေကိုရှင်လို့ပြလို့ခြင်းမင်းလေးနာတွေအဲဘယ်လိုပြောမလဲတေးဥဆောင်ကကြတော့လေကိုကိုကူညီပေးမဲ့အနောက်ကနေ support လုပ်ပေးမဲ့လူရှိအောင်မှခေါ်ရိုက်တဲ့လူတွဲခေါ်တဲ့လူရှိအောင်မှအဆင်ပြေမှာဟုတ်ချင်းကြတော့ကိုယ့်ဘက်ကိုကိုယ့်ချစ်ကိုယ်လက်နဲ့တရားတွေလုပ်လိုက်လို့ရတယ်လေ။ရုပ်ရှင်ကြတော့ဖွဲ့စည်းနေလို့ရတာဖြစ်တဲ့အတွက်ကို ူညီပေးမယ်လို့ဆွဲခေါ်မယ်လို့ရှိမှအဆင်ပြေတာဆိုတော့ဒါဒီနောက်ပိုင်းနှစ်တွေမှာကကျွန်တော်တို့ချစ်ပြီးတော့ကူညီပေးတဲ့လူတွေများလာတဲ့အခါကျတော့အခုလိုမျိုးလူပညာနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ဟာလေးကနည်းနည်းစိတ်ွားရတယ်ဟုတ်ပါဘူး哦哈切斷哎ဒီကတော့ sign ကိုကျေးဇူးတင်တယ်ပေါ့နော်ကျေးဇူးတင်ရတဲ့အကြောင်းရင်းကဟိုတူကကျွန်တော်ပထမဧည့်သည်အနေနဲ့ဟိုအခုညီတော်မင်းခေါ်ရိုက်နေတာအနေမှာ တကားလုံးအဲ့လို character တစ်ခုပေးပြီးတော့တကားလုံးသူ့ဘေးနားမှာခေါ်ထားပြီးတော့အဲ့လိုရိုက်လိုက်တော့လည်းကျေးဇူးနောက်တစ်ခုကတော့အဓိက sign နဲ့မသိပေါ့နော်မသိကြအောင်ကျွန်တော်ဥပိဝါနဲ့ဆုံးမင်းရတာဥပိဝါနဲ့ရိုက်ခွင့်ရတာဆိုတော့အဲ sign ကပြီးသွားတဲ့အချိန်မှာလည်းနောက်ကားကြီးကိုကျွန်တော်ဥပိဝါနဲ့ဆက်ရိုက်ရတယ်ဆိုတော့ဒါကျွန်တော်ရိုက်ရှင်နေတဲ့ writer တယောက်နဲ့ရိုက်ခွင့်ရတဲ့အတွက်လည်းကျွန်တော်ကပြောတယ်ညနေမှာတော့အပြင်တိုင်းမှာပဲစကားလည်းအပြင်တိုင်းကြည့်ရတာဒီကဒီကားမှာမင်းသမီးနှစ်ယောက်ပါလေဦးမီတာနဲ့ မင်းတို့ကနှစ်ယောက်စလုံးနဲ့ဆိုင်းနဲ့ပတ်သက်မှုကြားထဲမှာကျွန်တော်ကအဲ့လိုအခရာကြတဲ့လူတစ်ယောက်ဖြစ်နေရကျွန်တော်ကြောင့်တို့တော့တော်ရအောင်စုံစုံရအောင်ဟုတ်တယ်အပြင်တိုင်းပဲပြင်တယ်ဒီမှာကလည်းအောင်တယ်ပြနေကြမလုတ်ပေးချင်ဘူး။ तू ကစော်ကြည့်ရလေ။ကိုကူကိုပဲလုတ်ချင်တာ။ဟုတ်လား။ तू ကကုညီပေးဖို့တော့အချိန်အားရတာမသိဘူး။ तू ကလည်းဟိုမှာကမလေးကိုရှောင်နေရတော့။အဲ့တော့ तू ကကျွန်တော်နဲ့ဆိုင်စီနီယာလဲကြသလိုပြိဿအားပေးမှုလည်းပုံများတယ်။သူတို့ပြသူစီမှာမင်းကလေးပြိဿရံများတာ။ဆိုတော့ကျွန်တော်နဲ့ဆိုင် तू ကရံ အောင်မလေးချင်းချင်းချင်းမြတ်တာရရှိရတာအားတော့ကြောင်းဘဝမှာတစ်ခုခုကိုဆုံးဖြတ်ခက်ခဲနေပြီဆိုနှလုံးသားရဲ့ကောက်လိုက်အဲကယ်မီယာကြောင့်လေကျိုးသားနဲ့လည်းမရဘူးလေကန်ဒီယာနဲ့လည်းဆိုင်ပြရအောင်ပြီးတော့ဒါသူပြစ်ချိန်တန်လို့ဒါဆိုင်တယောက်တွေပြောမှာပေါ့နော်တော်တော်များများကဒီပေါင်းများစွာဒီအနုညာလို့လုပ်နေပြီဘုရင်ဒီကယ်မီမြာသေးပဲနဲ့တရုတ်ဆောင်တကယ်အရန်တော်တဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတော့ကန်တရားနဲ့လည်းဆိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့လူတယောက်ကသူဖြစ်ချိန်တန်လာပြီဆိုရင် တားလို့မရဘူးတော့ဖြစ်ရမယ့်အရာဖြစ်ဖို့ဖြစ်မှာဆိုတော့ဟိုကျွန်တော်ကတော့ကန်တရားပဲပုံချတယ်ခုနောက်ပိုင်းမယ်ကိစ္စပဲဖြစ်တယ်ဆိုင်းရကျတော့တနည်းတကားဆိုတာကသူကိုယ်တိုင်ကိုကလည်းဟိုသူလက်ချင်တဲ့ကားကိုသူကအချိန်ယူပြီးတော့သူလိုချင်တဲ့ဟာတွေပြင်ဆင်ပြီးတော့မှသူကတနည်းတကားပဲရိုက်တာပေါ့ဒီများတစ်ခါလေသူအများကြီးသူကလည်းမရိုက်ဘူးဘာလို့လဲတော့မသိဘူးအဲ့ဒါသူမိမှပဲသိတာကျွန်တော်သူစီကတိုးဆောင်ပညာလည်းမယူဘူးအချင်းနဲ့ပတ်သက်တဲ့ပညာလည်းမယူဘူးအဓိကကျွန်တော်ဆိုင်းစီကဘာယူလဲဆိုတော့ ဓိကကတော့သူပေါင်းသစ်ဆက်ဆံရေးမှာသူဘယ်လိုလဲအလုပ်လုပ်တဲ့အခါမှာသူဘယ်လိုလုပ်တာလဲအဲ့ဒီဟာကြီးကျွန်တော်အဓိကလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာပဲကျွန်တော်ရှိတယ်ဒီအသက်အရွယ်ရောက်မှာပိုသွားကြအောင်လို့ဝမ်းရိုက်ခံတယ်ကွာကြားလို့မကောင်းချက်တာပေါ့ပြောတာပေါ့ဘာလို့ဆိုတော့ကျွန်တော်ရင်အရင်ရင်ဟိုးငငယ်လေးရတယ်ကျွန်တော်အင်တာဗျူးတွေမှာပြေဘူးပါကျွန်တော်ကခေါင်းမာပြီးလှုပ်ရှင်တာလုပ်တဲ့ဖြစ်တဲ့အတွက် တကယ်တမ်းဆိုကျွန်တော်ရဲ့လူပညာလှူချောင်းမှုတွေအချင်းတွေကိုအားပေးတဲ့ပြိတ္တာကလူနည်းစုပဲရှိတာတကယ်တက်တဆုပ်ဆောင်တော့လူနည်းစုပဲရှိနေတာနေအခုလူနည်းစုကနေအဲ့လိုငတ်တမွေးတစ်ပိုက်သာဖြစ်လာတဲ့အတွက်ကျွန်တော်ကအတိုင်းအဆမရှိကျွန်တော်ပျော်ရဲကျဉ်တဲ့ပြီးတော့ဘုလိုမျိုးကျွန်တော်ပုံမှာတန်ဖိုးထားပြီးသူတို့တွေအားပေးတာနဲ့တန်အောင်လဲကျွန်တော်ကသူတို့တွေဦးစားပေးပြီးတော့သူတို့စိတ်ကျေနပ်အောင်သူတို့စိတ်ချမ်းသာအောင်ကျွန်တော်ကလူပညာလှူချောင်းမှုတွေကိုတော့အောက်မှာရှိတာပါ